တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှုံးစွာပြောအလုံးသိနေကြတဲ့ထင်ပဲလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်ရသော်ဗျာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကုသနာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံတွေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာတော့ကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နဲ့နားလဲဖို့လုပ်တယ်။အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတယ် ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရားထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလို့ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောက်တယ်လို့ပြောကြတယ်နော်သို့တော့မကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်ဩသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ယောသွားတယ်လို့မရှိဘူးနော်အစီရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကိနေဆိုတာဓမ္မရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ် ਨੇ ကြိုးစားနေရင်ကနေကံဆုံးမှုမောင်တွေ့နေကြတာဖြစ်တယ်ဘဝတန်နေရာထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရဓမ္မခဲနေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တော့ကနဲ့ပဲနေချာတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရဇာတိကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလို့ချာလို့ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာဒီသာများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလဲလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမဝရမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ီတမားအဖြစ်ပြောရင်စေရဏဟံဘိက္ခွေကမ္မဝရမိလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြကိုတိလက်အောင်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ ပြောဆိုတဲ့အမှုကိုရင်းလေးရောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပြီးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဝါသာဝင်သူရစေနေတည်တဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူး ကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကသားမယာစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ် သူများဥစ္စာမခေါ်ဘူးတရှင်းစွာနေထိုင်တယ်ကိုသိခါကိုထိန်းတယ်သူတော်သားမယားစိတ်နဲ့တောင်မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်တယ်ကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကျတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆို ဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်။ရှင်ဘုံရအပြင်တရားဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်။သူတော်ဘာတောင်းရပြမှားတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်။တခါတည်းကဒေါသဆိုတာနဲ့လည်းတွဲတယ်။လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ်။အဲ့ဒါတွေကစေရနာလို့ခေါ်တယ်။ဒါကနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတဲ့အတွက်ပဲ။မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းစပ်ထားတဲ့စိတ်စေရနာတွေနဲ့ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ်တုံးနှုတ်သူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတစ်ခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာ တုံးနဲ့တူမတက်အောင်ခြွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောအကျိုးမဲ့ကောင်းရွှေချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ် အလုံးသိနေကြတဲ့ဘုသာဝါဒပိတုဏဝါစာဖုသာဝါစာသဗ္ဗလပါလို့ဆိုရင်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေရနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူး အဘိဓါာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိဓါာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှု စိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ ူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြာမနောကမှလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲ ဒီကောင်တည်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြိုင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက် တတိတခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစုကိုတငယ်ချင်းပေါင်းတဲ့နဲ့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားအပြောင်းမတက်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင် ပြည့်စည်သွားရင် ကောင်းမှာပဲဆိုတော့မပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိပ်ဝေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလောလောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူး အတိတ်ဘဝကိုလည်းလက်မခံဘူးအမေဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသဆက်ဆံကြတာဖြစ်တယ်မာမကျေးဇူးတင်စရာမလိုဘူးဒုရယာတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာ ਨੇ အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲ့တာမနောကလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တည်တယ်မှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်သူစေတဲ့ဘာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြော ဟုတ်ကမထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်တယ်မဲ့ပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှူမနေနဲ့ဘာအကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရတယ်ပဲဟုတ်တယ်စေရဏသည်ကံမှန်တယ်အဲ့ဒီတွန်အားရဲ့ကြောင့်လုံးမိတယ်တွန်အားရဲ့ကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေ စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇာဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုအကျင့်ပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဟောဒါမကောင်းတဲ့ကံပဲကဒါရီရကောင်းတဲ့ကံပဲကကြီးလိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေရနာကုသိုလ်စေရနာလို့ခေါ်တယ်တခါသူရတိမ်မွေးတဲ့ကုသိုလ်စေရနာတွေကဘာတွေတော့အနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်။သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။အလောဘအနာပိစာအပြမရမေတ္တာအရောဒဆမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြပါရဆိုစေရနာ မနောကံအပြပါရဆိုတဲ့အတောတစေတသိက်ကိုပြောတာနော်အပြပါရဆိုတာအတောတစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအတောတကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရေအားလုံးချမ်းသာကြပါစေတည်တူအဆင်ပြေပါစေအာ ောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်ညမဉ္ဇတဒုက္ခပေးเสียဘယ်သူဘယ်သူမှဒုက္ခမပေးပါစေနဲ့ပြိတ္ထဲမှာပါသလိုတပ္ပိပတ္တရာနိပတ္တန္တုတရဝရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘသူထမအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ် ခံဖြစ်သွားနောက်တစ်ခါသမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းအကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစားအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေးဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေးကတော့ခွင့်မပြုဘူးဆို ။မာနဲ့တူတော့ဆိုလူစီလာဖို့ရမေဖေကအင်မီဂရေးရှင်းပဲလေ။သူ့ဗီဇာထုတ်မပေးရင်လာလို့မရဘူး။ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်းရှိတယ်။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေမိုက်ပုံနဲ့ထည့်ပြတယ်။ဣမတလောကတဓတ်တိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရတယ် ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကတော့မှလာတာလေအမေဖေကကိုယ်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မယ်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှဖြစ်တာအဲ့ဒီလက်ခံတဲ့ယေရှုကိုမြတ်စွာဘုရားကဣမတ်တလောကတထတိတာရောဆို မိဘရဲ့ကျေးဇူးကိုသုံးခွန်းနဲ့ပြတ်ဆော့ပြတ်ဆုံးအောင်ပြောလိုက်တယ်တခါအပါတကာကိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့မွေးလာတယ်လည်းဆောင်းရှောက်ပေါ်တကာမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်နှစ်ခုဆောင်းရှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတထတိတာတော့ဒီလောကကြီးကိုပြတ် ဒါဒီခြေစုကတော့ဆက်လို့မကုန်တဲ့ခြေစုပဲမိဘခြေစုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုကနောက်မှရောက်တာဆိုတော့မိဘကိုကိုကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေစုရှိတယ်လို့လက်ခံရင်းသိပင်နေသူကသမာဓိဋ္ဌိဖြစ်သွားတယ် အဲ့ဒါမနှောကဖြစ်သွားတယ်။တောနလောကဆိုတာရှိတယ်။လူတွေဟာတည်သွားပြီးနောက်ဘဝဆိုရောက်လာအောင်ပဲ။ဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိသမဒိဋ္ဌိကြတော့ပညာ right understanding ပင်္ဂနဲ့ နားလည်မှုနော်မကန်နဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့အရောသဆိုတဲ့မေတ္တာရဲ့အမတ္တိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသုံးခုကကံပဲစေတနာတည်းမဟုတ်ဘူးနော်ကုသကံထဲမှာဒီသုံးခုပါလားအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲ အလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာသူကအနာဂျီတွေစုသွားအောင်သူကစုဆောင်လိုက်တာဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူတို့ကံတရားတွေကပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွာအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တိပ္ပံတပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုတယ်လဲ နောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုလဲခဏိခေတော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါနေရှိတော့တော့အဲ့အရေးထားတဘာဝအပြင်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိသွားစုအတိမသွားစုအတိမသွားစုအဲ့ဒီအတိတဲ့ကအစိလေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဘူးအဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာ ဒီစေရနာတို့လောဘဒေါသမိစ်ဒိဋ္ဌိအလောဘအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိတယ်မြတ်စွာဘုရားက ဘုန်းကြီးတို့တွေနေစဉ်ဘာတွေလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဥဘောပုံဉ္စပပင်းစယမင်းစောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ် အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်စအာရယခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့ဆိုင် သူများနဲ့မဆိုင်ရုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသမျှကလပ်ပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထောဆန် မကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကသမန်ជីវတ်ထုတ်တဲ့အလုတ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်ကတော့လောကမှာဒီလူတွေမှာ နေ့စဉ်နဲ့အမြကံတရားတွေကဖြစ်နေတာကိုတိတိဖြစ်စေမတိတိဖြစ်စေလူယင်နဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုယ်ပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ် တဗိတ္တကမ္မတကဆိုအဲ့ဒါပြောတာကံသာလင်ကိုယ်ပိုင်ဥစ္စာကိုလုတ်တာကိုနေတာသက်ဆိုင် responsibility ကိုဆိုလို့တယ်နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုနေမဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာနော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်အဆိုးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ့်ရင်ထဲမှာဖြစ်လိုက်တဲ့ ကောင်းဆိုးကဟာကိုနဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတကတာကမ္မလင်ကိုပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောတာဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာရာယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါတာတော့ကံတရားတွေကဘယ်မှာဂိမ့်နေတာလဲနှလုံးထဲမှာဂိမ့်သလား နှလုံးထဲမှာကိရင်နှလုံးခုံရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထက်ပါသွားမှာနောက်ဘဝဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟာအဲဆိုင်မှာဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးတယ်လို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာ ဟုတ် remain ဖြစ်နေတယ်လေဘယ်မှာတည်ရှိတယ်လဲလို့ပြောမှာစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်တယ် mental processor တန်လျာဘုကတန်လျာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်တယ် ဘယ်နေရာတော့ဆိုလို့ရှင်ဆန်းဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတဉ္စတဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပါ900ဒါလည်းပဲ post လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ post လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး post လုပ်လိုက်တာချိန်တိုင်းပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါ နိရောဓသမဘာဆိုတာကြောက်ဥရလိုက်မယ်နိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသရောအလုံးချုပ်သွားတယ်တမာတိဆောင်းအားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလဲရက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကကြောင်းမသွား ါဖြင့်ခုနလိုပို့စလုံးလိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှင်းနဲ့နောင်နဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတယ်ဆိုတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ချာမှာအကြောက်ွယ်မရှိဘူး အဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတာဟုတ်တခါအတ္တဉာဏ်ဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပစ္စည်းရောပဲစိတ်အစင်ညာသုတိစိတ်နဲ့ပရိသေစိတ်ပရိသေစိတ်ဟိုကရုပ်စင်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်ခိတ္တဘော့စလို့ အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တနေရာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့သူတို့ပဲမှတ်သားပါ ဟုတ်ပြီ။ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်။ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်။ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူ။စွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညွှန်းလို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့။ဒါလို့ဆိုလို့ အဲ့တော့မြတ်စွာဘုရားကအေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်ဆို